ဘလုတ်ကန်ကန်ရှုံးတဲ့ပဲရင်ဆိုင်နေရတဲ့ဟီဟီဟာလီဗာပူးတချင်ကဘော်လုံးကဲကြောက်ရှာကောင်းဆုံးအိမ်ငွေးနေတွေကတခုဖြစ်တဲ့အန်ဖီကွန်းမှာပြန်မဲ့တင်းနေနိုင်ရရှိဖို့ခက်ခဲတဲ့ချိန်တွေကခုခါမှအတိအကျဆိုပြောင်းလဲလာပြီးသားလို့မေကိုထုတ်စာဖြစ်လာခဲ့ပါတယ်ပြီးကလေးရကပရီးမီယာလိချန်ပီယံဘွဲရခဲ့ဦးတဲ့လီဗာပူးတင်းတော်မှာသူရဲ့ကိုပိုင်ခွင့်ဖြစ်တဲ့အန်ဖီကွန်းမှာနိုင်ဝဲရရှိဖို့မလဲကူတော့တဲ့ချိန်တွေကိုရောက်ရှိနေပါတယ် အထူးသဖြင့်လက်တော်ဆုံးပွဲတွေနဲ့တူအတင်းရဲ့ခြေစွမ်းကြဆင်းမှုကပရိသတ်တွေကိုစိတ်ပြအားငယ်စေခဲ့ပြီးဒီပြဖွဲ့ပေါ်ပီအာရီများစွာတက်ရောက်လာစေခဲ့ပါတယ်။လေဘဝူးတင်းကပီးတဲ့ညကကစားတဲ့ခါရဘောင်ဖလားဆုံးထွက်ပွဲစဉ်အိမ်ကွင်းပွဲစဉ်မှာခရစ်စတယ်ဘဲလိတင်းကိုတုံးကိုကိုမရှိတဲ့အချက်တကွဲချုံလင်းခဲ့ပါရယ်။ခါရဘောင်ဖလားပြတာကြောင့်ရန်စားမောင်းရီနဲ့ကစားလို့ချုံနေပြောအောင်ပါလဲ။လေဘဝူးရဲ့ဖြစ်ကဒီယာတီစကရိတ်ကဆိုးရိမ်စရာတွေနဲ့ပြင်းနေနေခဲ့ပြီးအရင်ပွဲစဉ်တွေကလည်းဒီကလူစင်းနဲ့နိုင်ပွဲရချဖို့ခက်ခဲများစွာစီးနေခဲ့ရပါတယ်။ ဘယ်လီတင်းရဲ့ကစားကြတဲ့နောက်ဆုံးရလဒ်တီကလည်းစေးပြတ်စရာကောင်းခဲ့ပြီးလီဗာပူးတင်းကခရစ်စတယ်ဘယ်လီတင်းနဲ့နောက်ဆုံးကစားထားတဲ့၃ပွဲမှာ၃ပွဲစလုံးဆုံးနိုင်ထားတာလည်းဖြစ်ပါတယ်။ထင်ထားတဲ့အတိုင်းပဲဘယ်လီတင်းကတော့3ရဲ့ငယ်တိုင်းလီဗာပူးတင်းကိုနောက်ထပ်ဖလားပြိုင်ပွဲကနေထုတ်ပြလိုက်ပြန်ပါပြီ။ဒီချုံမွေးရဲ့ပြင်လီဗာပူးတင်းကပြိုင်ပွဲဆုံးသွားတဲ့နောက်ဆုံးကစားကြတဲ့9ပွဲမှာ6ပွဲထိချက်တကွဲဆုံးနိုင်ထားတာကအတင်းရဲ့ခြေစမိုင်းဆိုင်ရာအကြတဲ့ကိုပေါင်းလဲစေတာလည်းဖြစ်ပါတယ်။ပီကေရဲ့ဒီက NRG Premier League Champion BB တိတ်ခါလေးတောင်မထိနိုင်တော့ပဲ။အခုလိုမျိုးချုံမွေးရဲ့ဇက်တိုက်များပြားလာတာကအတင်းအတွက်ဒေါ်လေးဆွေးနေစရာကောင်းနေပါတယ်။အတင်းရဲ့ခြေစွမ်းတည်ငြိမ်မှုမရှိတော့ခြင်းနဲ့အနိုင်ရတဲ့ရာယူဖို့ခက်ခဲလာခြင်းတို့ကနေပြဖွဲ့ပေါ်ဖီးယားတွေများပြားလာစေအောင်တော့မက ဆောင်းမောင်ရဲ့စစ်တပ်ပိုင်းဆိုင်ရာကိုပါပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်။လက်ရှိပရီးမီးယားလိပြန်ပွဲမှာလည်းဖလာဒရာစင်ကိုနိုင်မဲ့အနေထားကနေဒီဖိဖိဝေးကွာလာနေပြီလေဖြစ်ပါတယ်။ Crystal Palace နဲ့ကစားကတဲ့ပွဲမှာလည်းဘဝူတင်ကကစားကွက်စမ်းသတ်တဲ့ပုံစံမျိုးနဲ့လူငယ်တွေနဲ့သာပွဲတော့ခဲ့တာဖြစ်ပြီးအကြံကောင်မှလည်းဒီကကစားမောင်ရဲ့တယောက်မှမပါလာတာကြောင့်ဒီစုဘလောက်ကိုတမင်မြဲလဲလွတ်လိုက်သလားလို့ထင်ရအောင်ပါပဲ။ ီးပြအနီစလော့နေနဲ့ရာဇီရှိပွဲစဉ်တွေနဲ့တခြားဖလားပြိုင်ပွဲတွေကိုဦးစားပေးလို့ရတော့ခါရောင်ဖလားကိုလည်းလူချလိုက်တာလည်းဖြစ်နိုင်ပေမဲ့အင်ကွဲမှာသုံးဂိုးပြတ်ချုံနေကြတာကလုံကိုဆိုးရတဲ့ပုံရိပ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဆူဆုံးချီတင်ကတော့လေဘာဘူးတီးရနောက်တဲ့ပြဿနာကြီးကြီးတက်နေတာပဲဖြစ်ပါတယ်။လေဘာဘူးတီးကတော့ဒီရာဇီ15ပွဲမှာ24ဂိုးအထိပေးဂိုးခွင့်ပြုထားရတာလည်းဖြစ်ပါတယ်။ဒါအသေးသမီးနှစ်ယောက်မှာဒေါ်လီဆိုးရတဲ့ကင်းကင်းတစ်ခုဖြစ်လာခဲ့ပြီးနောက်တဲ့ကစားမောက်ရဲ့ပုံစံကြာစင်းမှုပြင်အတင်းလိုက်ကန်စီစနစ်ချိုးယွင်းနေကြောင်းကိုလည်းပြသနေတာဖြစ်ပါတယ်။ဒါပေလီဘာဘူးတီးရနောက်ခဲ့လူငယ်ကစားမလေးနေလို့ကတော့လေဘာဘူးတီးတော့နှစ်ပွဲသာကစားပေးတာပြီးအနီးကနေကရယူပေးထားတာကြောင့်နောက်တဲ့ပြဿနာကပိုပြီးကြီးမားလာခဲ့တာ ဒီပြအတွက်ကောင်းကင်စီအကြီးကျယ်ဖြစ်နေရပါတယ်ဒီလိုချင်းလေးကြောင့်ပဲလေဝါဝူတင်ကရာဇီစမမန်တာရဲ့အောင်မြင်မှုတွေကိုဆက်လက်ရယူနိုင်မလားဆိုတော့ကောမေကုန်းထုတ်စာဖြစ်လာနေပါတယ်ဒီမှာဒီလိုတက်တဲ့အမားကိုချစ်ကြတဲ့